ဟယ်လိုအားလုံးပဲမင်္ဂလာပါမြူနိုက်တက်ရှိုးကနေကြိုဆိုပါရစေအားသင့်စရာကောင်းစွာနေပဲလက်ရှိကျွန်တော်တို့ပြည်သက်ဒီကြားထဲမှာ နီးပြဖြစ်သူရူဘင် အမူရင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့တော်တော်ကိုပြောစရာဖြစ်လာတဲ့အရာတွေကျွန်တော်တို့ရှိတယ်ဒါကတော့ဘယ်တော့ဒါအားသင့်စရာလို့ပြောအောင်ကလည်းဒီပြောရမလဲတယောက်နဲ့တယောက်ကတော့အမြင်နေအထင်နေမတူကြဘူးယူဆချက်တွေမတူကြဘူးဆိုတဲ့ခါကျတော့ကွဲတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့ဗျာဒါပါလေဆိုတော့ယာဒီကုံတဲ့ကအမူရင်းကိုထွက်စေခြင်းနဲ့ပြည်သက်ဒီရှိလာပြီ နော် MODIN ကအော်ကစားမားတွေလူတယ် MODIN ကိုကစားမားတွေကျွန်တော်တို့သာအစားထိုးပေးတဲ့နဲ့ဘာညာဆိုပြီးတော့အချိန်ပေးတဲ့နဲ့ဆိုတဲ့ပရိသတ်တွေများများဆဆရှိတယ်လို့ MODIN နေနဲ့ပေါ့နော်ဘလို့မှအဆင်မပြေဘူးရာဒီကုံတဲ့အခါကျွန်တော်တို့နေနဲ့လက်လွတ်တဲ့နဲ့ဆိုတဲ့ပရိသတ်တွေလည်းကျွန်တော်ရှိလာပြီအကျိုးဆိုလို့ရှိရင်နော်ယူရိုပါလေးရသည်ဖြစ်စီမရသည်ဖြစ်စီ MODIN နောက်ရသည်ယူနိုက်တက်မှာဆက်ရှိလို့မရဘူးဆိုတဲ့ပုံစံမျိုးကြီးကျွန်တော်ပြောလာခြုံလာကြတဲ့သူတွေရှိတယ်ပရိသတ်တွေကြားထဲမှာ ဒါတော့ဗျာတခုခုဆိုလို့ရှိရင်ပရိသတ်ဆိုတဲ့သဘောတရားကလူအများနဲ့ဆိုတော့တယောက်နဲ့တယောက်ကတော့ခံယူချက်တွေခုနကပြောလို့ထင်မြင်ချက်တွေမတူတဲ့အခါကွဲပြားတာတွေတော့ရှိမှာပေါ့နော်ဆိုတော့ညီကလို့နေရောဘလို့ဘလို့မြင်ရလဲကျွန်တော်တို့ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကလည်းဘာလူအင်အားဖြည့်တင်းမှုမှန်ကျွန်တော်မရှိခဲ့ဘူးเนาะပက်ထရစ်ဒူဂူတယောက်လောက်ပဲကျွန်တော်ရှိခဲ့တာမာကတ်စထရစ်ဘူကိုအငှားချတယ်ဆန်ဂျိုဂူယာဒီဆာမှာအငှားချတယ်အန်တိုနီဆန်တိုးစ်ကိုအငှားချတယ်မာလာစီယာကိုအငှားချတယ် ဆိုတော့ဟိုမေဆန်မောင်းတို့ဒံယာတွေအများကြီးနဲ့ဂျုံရတယ်အာမက်တို့ဒံယာတွေနဲ့ဂျုံရတယ်၃လလောက်နားလေရတယ်ဇစ်စီတို့ဒံယာနဲ့ဂျုံရတယ်ယာတီကုံတိနားရတော့မယ်လစ်ဆန်ရိုမာရီနက်စ်တို့ကျွန်တော်တို့ကယာတီကုံတိနားခဲ့ရတယ်ဆိုတော့စဉ်းစားကြည့်ရရင်အသင်းကတော်တော်လေးကိုပြဿနာကြီးပါတယ်အမိုရင်တွက်ကပေါ့နော် ခက်ခက်ခဲခဲကာလာမျိုးကိုသူရောက်လာတာရောက်လာတော့လေယာတီယိုပြင်ဆင်မှုတွေဘာတွေမရှိဘူးဗျာကျွန်တော်ပြောချင်တာကယာတီယိုပြင်ဆင်မှုတွေဘာတွေမရှိဘူးသူရောက်လာတယ် ်အချိန်ကလည်းအဲ့လောက်မရခဲ့ဘူးဂျားထဲမှာ၄ရက်လောက်ပဲပြင်ဆင်ခြင်းရတယ်ပြီးတာနဲ့ Ipswich နဲ့ဘွယ်တန်းပြီးတော့ကန်ရတာပဲနော်ဒါအပြင်ပြိုင်ပွဲတွေကနှစ်ခုသုံးခုဆိုတော့ဟိုပြိုင်ပွဲကိုလူချန်ဒီပြိုင်ပွဲကိုလူချန်ဆိုတဲ့ပုံစံမျိုးတွေနဲ့ကစားခဲ့ရတယ်ရလတ်တွေကထင်တယ်လို့မကောင်းခဲ့ပဲနဲ့ယူရိုပါလိတစ်ခုပဲကျွန်တော်တို့ကထောင်ထောင်မောင်မောင်ဖြစ်နေတာအဲ့ဆိုတော့အသင်းမှာကပြောရမလဲ MO ရင်ဘက်ကကျွန်တော်တို့အရင်ဆုံးတွေးကြည့်ရင် MO ရင်မှာဒီအသင်းကိုပြောင်းလဲနိုင်ဖို့အတွက်လုံလောက်တဲ့ကျွန်တော်တို့ရဲ့ထောက်ပံ့မှုဘာမှမရဘူး လုံလောက်တဲ့ထောက်ပံ့မှုမရဘူးအခုချိန်မှာအချိန်လဲကျွန်တော်မရဘူးဘာလို့လဲဆိုတော့သူရောက်တာနဲ့ချက်ချင်းပွဲတွေစီစဉ်ရတော့တာကိုနော်ဘာပွဲမှန်စိတ်ပူစရာမရှိဘဲနဲ့ရာသီဥခြေတန်းပွဲစီနေပြင်ဆင်တယ်လို့သူဘာမှပြင်ဆင်ရင်မရခဲ့ဘူးနော်အသင်းဘက်ကလည်းလူအင်အားဖြည့်တင်းပေးမှုဘာမှမရှိခဲ့ဘူးဆိုတော့ဖိုးဘက်နဲ့ကျွန်တော်တို့ဘာနော်ဒီရှေ့ဆက်ဖို့တိစောက်ထားတဲ့အသင်းကြီးမှာ3 base system ပြောင်းကစားတယ်ဆိုကြတဲ့ကအရာအလုံးကအခက်နဲ့တော့ကျွန်တော်တွေ့မှာပဲဒါကြောင့် MOD နေနဲ့အရာအလုံးတိုင်ပတ်နေရတာဒါကြောင့်ဘာနော်ကျွန်တော်တို့နေနဲ့ကျွန်တော်တယောက်တည်းအမြင်ရ ဒါအမိုရင်ကိုကျွန်တော်လက်ရှိမှာတော့အောက်တင်မီတို့သိတယ်မလားရာဒီကုန်းတဲ့ခါမှာအမိုရင်ထွက်တင်မီတို့ကျွန်တော်ပြောလို့ဆိုလို့ရတဲ့အချိန်မျိုးမဟုတ်သေးဘူးအမိုရင်မှာထိုက်တန်လုံလောက်တဲ့အချိန်မရသေးဘူးလို့ကျွန်တော်ယူဆတာအမိုရင်ဟာဒီအတင်းကိုပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာကျွန်တော်တော်တော်လေးယုံကြည်ထားရတယ်ပေါ့နော်တကယ်လို့ဖြစ်တဲ့နဲ့တင့်တော်တဲ့ကျွန်တော်တို့ဒါထောက်ပံ့မှုတွေဒါဘုတ်ဖွဲ့ဝင်တွေစီကနေပြီးတော့နော်ရမယ်ဆိုလို့ရှိရင်ပေါ့လေဆိုတော့တခြားပြည်သက်တွေရဲ့ဘက်ကဘာကြောင့်ကျွန်တော်တို့အနေနဲ့အမိုရင်ကိုထွက်ဖို့ပြောနေကြလဲ အကြောင်းအမိုရင်ထွက်သိမြည်ဆန်ပါညာဆိုပြီးတော့ဝေဖန်နေကြတယ်လေပေါ့ဒါတော့သူတို့ရဲ့အကြောင်းပြချက်ကလည်းတန်းတန်တစ်ခုဒီကျွန်တော်တို့နားလည်လို့ရတယ်ဘာလို့နံပါတ်1အကြောင်းပြချက်ကဘာလဲဆိုတော့ကျွန်တော်တို့အသင်းတောင်ရှိတဲ့ဘက်ကစမှားတာပေါ့ဗျာသိတယ်မလားကိုရီက4 back system အတွက်တိစောက်ထားတဲ့အသင်းကြီးမှာသူတို့ဘက်နီးပြကိုခေါ်ရသလားပေါ့နော်နောက်တစ်ခုကတော့အမိုရင်နေနဲ့ဒီတင်းကိုပြောင်းနေနိုင်စွမ်းရှိတယ်လို့သူတို့မယူဆဘူးပေါ့ဘာကြောင့်လဲဆိုတော့အခုလက်ရှိအမိုရင်ရဲ့လက်အောက်မှာကျွန်တော်တို့အနေနဲ့ပေါ့နော်အမိုရင်ရဲ့လက်အောက်မှာ ီ United ကအဆင့်16 19ကိုရောက်နေပြီပေါ့ဒါဟာတော်တော်ကြီးကိုရှက်စရာကောင်းနေပေါ့နော်ကျွန်တော်တို့တွေးကြည့်ရရင် Bayern Munich ကိုကျွန်တော်ကြည့်မလား Dortmund ကိုကျွန်တော်ကြည့်မလား Italy C ရေကထိပ်သီးကလပ်တွေကြည့်မလားကျွန်တော်ကြာဆုံးသွားပါပြီဆိုတော့လုံးဝတိုင်ပတ်သွားပါပြီဆိုတော့ AC Milan တို့လိုအသင်းမျိုးတွေ Juventus တို့လိုအသင်းမျိုးတွေကိုကျွန်တော်ကြည့်မလားနော် လာလီဂါကျွန်တော်နေတဲ့အသင်းကြီးကိုကျွန်တော်ကြည့်မလားပြီးတော့တခြားဘယ်လိဂအသင်းတွေကိုပဲကျွန်တော်ကြည့်ကြည့်အနည်းဆက်ဆုံး ရီးမီးယားလိကအသင်းကြီးတွေကိုကျွန်တော်ကြည့်မလားပေါ့နော်ဘယ်အသင်းနေမှာပဲဖြစ်ဖြစ်เนาะသူတို့ရဲ့တည်ရမလားဘယ်လိုပြောမလဲဥရောပရဝန်းမှာအသင်းကြီးတသင်းမှာဆိုပြီးတော့ခံယူထားတဲ့အသင်းဟာအဆင့်16အဆင့်19ကိုရောက်နေတယ်ဆိုတာဒီနီးပြရဲ့ပေါ့နော်ကျွန်တော်အရေးချင်းဘလောက်ညံ့အကြောင်းကိုပြတာပဲပေါ့နော်ဒါပြင်ဘလို့မှလက်ခံနိုင်စရာမရှိဘူးပေါ့တကယ်တော့တွေးကြည့်ပြမန်ချက်စတာယူနိုက်တက်နဲ့အဆင့်16 19ဆိုတာမျိုးကမင်းဘလို့ဇဂလ်ဘာလဲဝေဂျာတန်းနေမှာရှိနေရမယ်အဲ့လိုကကိစ္စဟုတ်ကောမဟုတ်ဘူး ဘလောက်ပဲမင်းမင်းစုပ်ပြတ်တက်နေပါလေပြောပြောအစင်ဆက်ချောက်ဆက်ကွန်ရောက်เสียအကြောင်းကိုမရှိဘူးသိရမလားဒီအီတလီစီးတီးတွေတို့ဘာလို့မှနီးစက်စုံကျွန်တော်တို့ကြည့်ကြည့်ဗျာနော်အီတလီစီးတီးတွေတို့ဘာလို့မှနီးစက်စုံကျွန်တော်တို့ကြည့်ကြည့် AC Milan တို့ဘာလို့အစင်ဆက်ချောက်ဆက်ကွန်သိရဘယ်တော့မှမရောက်ခဲ့ဘူးနော်အစင်ဆက်လေးဆက်ငါဒီကောင်းနေမရောက်ခဲ့ဘူးဒီကောင်းနေစုပ်ပြတ်တက်နေပါလေဆိုတော့ကာလာတွေကျွန်တော်တို့ရှိတယ်မရောက်ခဲ့ဘူးဗောနော်ဒါအပြင်လက်ရှိလေဗာဝူးတင်းတိုင်ပတ်ခဲ့တဲ့နှစ်တွေကျွန်တော်တို့ရှိတယ်ဘယ်တော့မှအစင်ဆက်ချောက်ဆက်ကွန်ကျွန်တော်မရောက်ဘူး အာဆင်နယ်ဆိုလို့ရှိရင်အာဒီဒါဆရောက်ကတော့တိုင်ပတ်ခဲ့တဲ့ကာလတွေကျွန်တော်ရှိတယ်။အဆင်ဆရောက်ဆက်ကဘယ်တော့မှမရဘူး။ချယ်ဆီတိုင်ပတ်တဲ့ကာလတွေကျွန်တော်ရှိတယ်။ဆရောက်ဆက်ကဘယ်တော့မှမရဘူး။နော်ဘယ်အသင်းမှကျွန်တော်မရဘူးဗျာ။အသင်းကြီးတွေလို့ကျွန်တော်တို့ခံယူထားတဲ့အသင်းတွေကအဲ့တော့ဟို Real Madrid တို့ဘာလို့တခြားဘယ်အသင်းပဲဖြစ်ဖြစ်သူတို့အသင်းမှာဒါတော့တိုင်ပက်ပြီဆိုနီးပြတွေကပြောင်းလဲတော့တာပဲပေါ့။ကိုရီ Manchester United ကြမှာဘာလို့ဒီလိုဖြစ်နေရလဲသိရမလား။အမိုရင်ဟာအမန်ကန်တင့်တော်တဲ့နီးပြဟုတ်မနေဘူးပေါ့နော်။ Europa League ရသည်ဖြစ်စီမရသည်ဖြစ်စီ ျွန်တော်အနေနဲ့ဒီ MODing ကိုသိရမလားနော်ဟိုဟိုလူသားလဲသိမ့်ပြီးနော်အစားထိုးသိမ့်ပြီးနီးပြပြောင်းသိမ့်ပြီးဘာညာပြောလာကြတဲ့သူတွေလည်းကျွန်တော်ရှိတယ်ဗျာသူတို့ကတော့အဲ့လိုကိစ္စတွေကိုထောက်ပြရင်းနဲ့ပြောတာဆိုတော့မနှမ်းပြောရင်သူတို့ဘက်ကမှားတယ်လို့လည်းကျွန်တော်ပြောလို့လို့မရဘူးကျွန်တော်တို့ကသာဖြစ်ပြီးတော့တွေးနေကြတာတကယ်တမ်းက United ဆိုတဲ့အသင်းမျိုးကအစင်းစရောက်ဆက်ခွန်နဲ့ရာသီသိမ်းစရာအကြောင်းကိုမရှိဘူးအကြောင်းကိုမရှိဘူးဗျာဒီလိုက်ကိုဒီဖြစ်ရမယ့်နေရာရောက်ရမယ့်နေရာဟုတ်ကောမဟုတ်ဘူးနော်ပရီးမီးယားလေးမှာဆိုလို့ရှိရင်18ပွဲကျွန်တော်ရှုံးနေပြီးသွားပြီ အဲ့ဒါနှစ်ပေါင်း52နှစ်အတော်တွင်မှာအဆိုပါဆုံးပဲဘလောက်တော့မှကျွန်တော်နေမျက်နာမဲစရာလဲကျွန်တော်တို့သာတွေ့နိုင်တယ်เนาะဟိုဒါအပြင်ကျွန်တော်နေဒီကစားမတွေခေါ်တဲ့နေရာမှာလဲဘာမှန်းသာထူးထူးခြားခြားပံ့ပိုးမှုမရှိဘူးဆိုပြီးတော့သာပြောတာဟိုတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ဒီလူစင်းရင်းကလဲဒီလောက်ထိရောက်နေစရာအကြောင်းမရှိဘူးကိုရီးယားလက်ရှိလူစင်းကဆုပ်ပြတ်တဲ့နေပါစေဦးเนาะဒီနေရာထိရောက်နေစရာအကြောင်းမရှိဘူးเนาะဘာပဲကျန်တဲ့ကိုယ့်အထက်မှာရှိနေတဲ့အသင်းတွေမှာဒီလောက်ကောင်းတဲ့လူစင်းကိုပိုင်ဆိုင်မထားလို့ပဲပေါ့ အကျိုးဆိုလို့ချင်းနောက်နောက်ပြောင်ပြောင်တော့ပြောနေကြသေးတာပါလေမင်း edit တန်ဟာယာဒီစတော့ငါယူပေးသွားတဲ့အမှတ်လေးကြောင့်တော့မဟုတ်ရင်တန်းစင်းနေရလောက်ပြီးအမိုရင်းကဘာညာဆိုပြီးတော့ဆိုတော့ဒါပါဒါကတော့ကျွန်တော်အနေနဲ့ဒီတိတ်ပြီးတော့အဓိပ္ပာယ်မရှိဘူးဒီနေရာမှာအမိုရင်းနဲ့ပတ်သက်လို့ပေါ့နော်ညီကတို့ဘလူမင်းညလည်းနွေယာဒီပြောင်းရွှေ့မှာအမိုရင်းကိုအပြောင်းလဲတွေလုပ်ပြီးတော့ဆက်ပြီးတော့အချိန်ပေးတင်တာကနော်ကျွန်တော်ဖြစ်တဲ့အရာလို့ကျွန်တော်ထင်ကြလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်နီးပြတယောက်ကရှိတာနဲ့ကောင်းအောင်ပုံမလုံးနိုင်လို့ရှိရင် ီးပြကောင်တယောက်ဆိုပြီးတော့မခံယူသင့်ပြီဆိုပြီးတော့ပြောနေကြတာလေးလည်းကျွန်တော်ရှိတယ်ဆိုတော့ဗောနော်ကျွန်တော်ညီကိုဘလူးမင်းညလဲ MO ရင်းကိုဆက်ထားတင်လာဒါမျိုးအမှန်ကန်ပဲကျွန်တော်နေလက်အပြောင်းလဲလုပ်တင်ပြီလို့ကျွန်တော်ထင်ကြလာဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်